တို့ညာပြည်တံများအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပြတော့မှာကတော့ဆရာမောင်နေဝင်းရဲ့တလောကနဲ့နဘဝဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျာတလောကနဲ့နဘဝအခန်းတစ် ယနေ့လောက်ကျွန်တော်စိတ်တွေကြောက်ကြရနိုင်လာတော့နေ့ဟူရမရှိသေးပါညကတညအလုံးမိုးလေးတစိမ့်စိမ့်ဖြစ်နေခဲ့တဲ့ကိုကျွန်တော်ကောင်းစားမှတ်ရပါသည်တညလုံးနှစ်နှစ်ကြာကြာအိတ်မပြောခဲ့တဲ့အတွက်အမှတ်ရခြင်းဖြစ်ပါသည်ညကမိုးရွာထားတဲ့ဖြင့်ယနေ့မနက်ခင်းမှာခါတိုင်းမနက်ခင်းနဲ့မတူပဲအလွန်တရာတာယာလျက်ရှိသည်အိမ်နေပြီးရှိခြံဝဲအထက်မှမြက်ပင်များမှာညကကြာထားသောမိုးရေစက်များနဲ့နနက်ခင်းမိုးနှင်းများအကြမှာ ထိုးပြူထွက်လျက်ရှိသောနေအောင်ကြောင့်စိမ့်လက်တောက်ပါလျက်ရှိကြသည် ကျွန်တော်သည်ဝါကနေနေအောင်တစ်ချက်မျှတန်းဝေလိုက်ပြီးနောက်ပြင်းကြီးနှင့်ပင်မျက်နာတည်ရန်နောက်ဖေးဘက်စီသို့ထွက်လာခဲ့၏နောက်ဖေးဘက်စီတရက်ပင်အိုကြီးစီမှနနဆောဆောနိုးလာသောငှက်တန်အချို့ကိုမတန်းမကွဲကြားသည်နေအောင်သည်အဖြူရောင်စားပွားဘာချုံလာသည့်မြေပြင်ပေါ်သို့ကျိုးတို့ကျဲတဲ့နှင့်ထိုးစင်းလျက်ရှိသည်ကိုလည်းတွေ့ရ၏ ကမန်းကရိုင်းမျက်နှာတင်နေစဉ်ကလေးငူရန်ကြားသည်ငိုသောကလေးမှာကျွန်တော်သားငယ်ဖြစ်ပါသည်ကျွန်တော်သည်ပြပြတလဲမျက်နှာတက်ကအိမ်အတွင်ငန်းဘက်သို့ပြန်ဝင်လာလျက်မျက်နှာတုပ်ပြီးနောက်ငိုနေသောကလေးကို သူ့အမေရှင်ဝင်မှယူ၍ခြိထားလိုက်ပါသည်ကျွန်တော်မိမအများရဲ့မှာကလေးငိုဒီကိုတိဟာမတူပဲနှစ်နှစ်ချာချာအိမ်မော်ကြနေဆဲဖြစ်ပါသည်တညာလည်းမဟုတ်နှညာလည်းမဟုတ်အေးရေးပြက်ပေါင်းများလာပြီဖြစ်သည့်အတွက် မြရရန်မှာ တမေတမောအိနေဟန်တူပါသည် ထို့ကြောင့်မြရရန်အားကျွန်တော်မနှုတ်ရတော့ပါအငိုတိတ်သွားတော့သားကိုပွေးချရင်ခေါင်းရင်းမြရမောင်နာတွင်ရက်လျက်အပြင်ဘက်သို့ငေးကြည့်နေမိသည်ဒုက္ခလုံးငေးကြည့်ရင်ကျွန်တော်နဲ့မြရရန်တို့အိမ်တော်ရေးကို၎င်းကျွန်တော်အလုတ်လောက်ကန်နေတော့အလုတ်ခွင်အချောင်းကို၎င်းအစီအစဉ်မရှိတတိရလာမိလေသည် ကျွန်တော်နဲ့မြရရန်တို့ညာကြဒီမှာ လေးနှစ်ခန့်ရှိပါပြီ။ ။မြရင်သည်ကျွန်တော်နှင့်တရားထက်တာဖြစ်သည်။မအူပင်ခရိုင်မလတ်သူရွာတို့ဖြစ်သည်။ကျွန်တော်သည်မလတ်သူတွင်နေစဉ်အခါကမလတ်တို့ချောင်းများရှိအင်းများ၌တရင်ငါအလုတ်ကိုလောက်ကန်စားတော့ခဲ့ပါသည်။မလတ်တို့ရွာကလေးတွင် နေထိုင်ရန်မတန်လောက်အောင်စူးစူးပူပူဖြစ်လာခဲ့သောဆက်တနစ်ကြောခန်းကဆောက်၍ရန်ကုန်သို့ထွက်လာခဲ့ပါသည်။ရန်ကုန်ရောက်သောအခါ၁၆လမ်းတွင်နေ၍ကလားငရွဲတစ်ခုတွင်ဝင်အလောလောသည် ငါအလုတ်အင်းအလုတ်တွေမပြောပိုက်ပဲညင်းငွေ့လာသည့်အတွက်ကျွန်တော်သည်ငရွယ်တစ်ထိပ်ပိုင်းချက်ကားဖြင့်တိတ်တဆိတ်ခိုးပြီးအမောင်းတင်ခဲ့ပြီးနောက်ငွေ80ပေးကကားမောင်းလိုင်စင်ရောက်အောင်ယူခဲ့ပါသည်အငါကားမောင်းနိုင်ခွင့်လိုင်စင်ရပြီးနောက်ဂျင်မနန်ပဇွန်တော်ပြေးပစကားများကို နေစားမောင်းပါသည် မနက်၄နာရီလောက်ကဆောက်၍ည7နာရီ7နာရီအထိနာရီပေါင်းများစွာမောင်းရသည်ရန်ကုန်မြို့၏အပူချိန်နှင့်ခေါင်းတူကားများ၏အပူငွေ့တံကို ကျွန်တော်လှလှကြီးခံရပါတော့သည်သို့တော်လည်းခောက်ရည်များဆွဲနံတော့ကားပါရှင်ထံမှပတ်စံရသည့်အတွက်ခက်ပြပြပင်ဘတ်စကားမောင်းကအတံမွေးဝမ်းကြောင်းပြုတ်ခဲ့ပါသည် နောက်ပိုင်းတွင်ညရင်နဲ့ကျွန်တော်လက်ထပ်လိုက်ပါသည်ညရင်မှာလည်းကျွန်တော်ခဲ့သူပင်မလက်သူရွာ၌မနေရဲတော့တဖြင့်ရန်ကုန်သို့တက်လာကညောင်မင်းလေးစိတ်နှင့်စင်ဟိုရန်စိတ်တို့တွင် ကြပန်းအယောင်းဝယ်ကလေးများလုံနေကြဖြစ်ပါသည် ညရင်ကကျွန်တော်ကားနဲ့ဂျုံကသူနေထိုင်ရာပစွန်တောင်ဘလော့မြေဘက်တို့ပြန်လေးရှိသည်စကားဆက်မိကြရင်မလတ်သွေးဇာတိများဖြစ်ကြောင်းငယ်ငယ်ကတီဘူးကျမ်းဘူးတို့များဖြစ်ကြောင်းပြောမိဆိုမိကြသည်တခါတည်းရန်နနက်ဝေဒီဝေလင်းကြီးမှာပင်ညရင်သည်ညောင်မင်းလေးစိတ်တို့ကျွန်တော်ကားနဲ့လက်တတ်သည်ဒုက္ခလိုယဉ်ဤခရာမှာအချင်းချင်းအဘေးယူတဲ့ကလက်ထပ်လိုက်ကြခြင်းဖြစ်ပါသည်အိမ်တော်ရသားကြပြီးတော့အခါ ညရင်ကကျွန်တော်ကိုဖြောင်းပြသည်ဘတ်စကားမောင်းတော့အလုံးမှာ အသက်40ကျော်လည်းအလွန်ထိခိုက်လာလိုက်မည်ကားဤအပူချိန်သည်မျက်စိနှင့်စီကိုဒုက္ခပေးလဲမည်ဟုပြောသည့်အပြင်အချားတက်တာရအလုံးအခုခုရှာစေခြင်းလေးဟုတိုက်တွန်းပါသည်ထို့ကြောင့်ကျွန်တော်သည်ဘတ်စကားမောင်းတော့အလုံးကိုဆွန့်လွတ်လိုက်ပြီးနောက်အချာတက်တာမြည်အလောက်တစ်ခုခုကိုရှာဖွေခဲ့ရာ အတွင်းဝင်ကလေးအုတ်ချစ်ထွင်းကားကိုစ၍မောင်းနေငွေရခဲ့ပါသည် အတွင်းဝင်ကလေးအိုချက်ထွန်းမှာတဘောတကာရကောင်းမွန်သလောက်အေးအေးဆေးဆေးနေလေးရှိသူတို့ဖြစ်သည်အသက်ရွယ်အပြင်35နှစ်ခန့်သာရှိရာ ကျွန်တော်တန်းနှစ်နှစ်ခန့်ငယ်သည်ကျွန်တော်အားစတင်ခန့်ထားစဉ်အခါကအိုချက်ထွန်းသည် အတွင်းဝင်ကလေးရာထူးရခါသာရှိပါသေးသည်အတွင်းဝင်ကလေးအိုချက်ထွန်းမှာအလုတ်တောင်ဝင်ကိုရိုတေသလောက်အနေအထားနဲ့ရိုးသားသူဖြစ်၏အရက်ဒီစားတောက်စားတီဟူ၍လည်းတကားမြတ်မတွေ့ဘူးပါကျွန်တော်အပေါ်နဲ့လည်း သူ့ကားကိုမောင်းရတော့သူ့ဒရိုင်ဘာဟူ၍တဘောထားပုံမရပဲကိုဘဆောင်ဟူ၍ပင်ကိုတက်ခေါ်ပါသည်ဤကဲ့သို့ပညာလဲတက်ရာတို့ရာကလည်းကြီး၍အဆဆအရာကျွန်တော်ထက်တာလွန်သောအလုံရှင်မျိုးထံတွင်ကျွန်တော်သည်ဆွဆွဲမြဲမြဲလောက်ကန်နေတော့မည်ဟုစိတ်ကိုပိုင်းဖြတ်ခဲ့ပါသည်ကိုဘဆောင်ဒီနေ့ခင်ဗျာတနေ့လုံးမောင်းနေရတာညောင်းရောပေါ့ညာအခန့်မွေးတော့ခင်ဗျာမလိုက်ပါနဲ့တော့ကျွန်တော်ပါတာပဲမောင်းတော်မယ်လေ ခုတခါတရံပြောတတ်သည်ဟာမဟုတ်တာဆရာရဲ့မညောင်းပါဘူးအဲ့ခံပွဲဆရာကိုယ်တိုင်မောင်းလို့ဘယ်ကောင်းမလဲကျွန်တော်ပဲလိုက်မောင်းပါမယ်ကျွန်တော်ဘက်ကအလိုက်မသိပဲမနေနိုင်လောက်အောင်ခေါင်းမွန်တော့အလုရှင်မျိုးဖြစ်တဲ့ဖြင့်ကျွန်တော်ဒီနားချင်းအားလက်ချင်းဟုတဘောမထားပဲအလုလောက်ခဲ့တည်တာဖြစ်ပါသည်ထို့တော့ကြောင့်ကျွန်တော်တာဝလီမွေးတော့အခါဆရာဦးချစ်ထွန်းနဲ့ဆရာကတော်တို့ကိုယ်တိုင်သူတို့တိုက်နောက်ပြီးပဲရှိ ျွန်တော်တန်ရာအခန်းကလေးသို့လာက အနီးပိတ်စာနှင့်ငွေ20ပေးပါသည်ထိုကျေးဇူးကိုကျွန်တော်တသက်တွင်မေ့နိုင်တော့မည်မထင်ပါဆရာဦးချစ်တော်အကြောင်းကိုသူကလို့ရောက်တဲ့ရာတွေးနေစဉ်ကျွန်တော်ပွေ့ချီသားသည့်သားအငယ်မှာအေလီယာရှိသူကိုတွေ့ရသည်ဤသားအငယ်မှာအလွန်ချူချာလာသည်မွေးကလေးကစား၍ယခုအခါလဲကြော်လာသည့်တိုင်အောင်ချူချာလာသည်ဖြင့်ယာသည်များလာစားလေးတရားကြောင့်မှာစေဝါကနဲ့ကုန်းလုံးဒီပါအခြေဆိုင်ခရာသည် အမှန်စင်စစ်အားဖြင့်အီကလေးကိုကိုဝင်ရှိချိန်မှစ၍မြားရင်သည်လည်းမကြာခဏဖြားနာတတ်သည်တွေအားနေကလူမမာတပိုင်းဖြစ်နေခဲ့သည်မိဖွားပြီးသည့်နောက်ပိုင်း၌လည်းခေါင်းစာမမာတော်မြားရင်သည်ကလေးကိုတစ်ဖက်ကပြုစုရပြန်သည်ဖြင့်ပုံရွိတာအားနေလာခဲ့ပါသည်ကလေးမှလည်းချောင်းဆိုးလိုက်ချွဲချက်လိုက်တန်ထိုးလိုက်နှင့်တမျိုးပြီးတမျိုးဖြစ်နေရာတတမြမတမြဆင်းမျိုးစုံကိုရှာဖွေကပြုစုခဲ့ရပါသည်ယခုမှ မြာရင်ကောက်ကလေးပါကောင်းစွာမချမ်းမာသည့်အတွက်တလတလရားသမျှလာကမှသူတို့ဈေးဘူဝါကနေပြန်ကွန်ရသည်သာဖြစ်၏။ယနေ့ဆိုလင်လာဆန်းပြီးဒီမှာဆရဲခန္ဓာရှိသေးသည်။သို့တော့ရှားထားတော့လာကမှကုန်ခန့်နေပြီ။ကိုဘဆောင်၏ဆရာခေါ်နေရဲ့။ဓမင်းချအတော်ကြီးကလန့်အော်သည့်အတွက်အိပ်ပျော်နေသောဒါလေးကို သူ့အမေရှင်ခွင်အတွင်း၌အသားကလေးချပေးလိုက်သည်။ထို့အခါမောင်မင်းကြီးသားကလေးမှနိုးရွေအော်လေ၏။ ညာရင်လည်းပြာရီပြာရာနိုးလာကပိန်ကန့်နေတော့သူ့နှုတ်ကိုကလေးပါးစပ်အတွင်းတို့တွန်းလိုက်ပါသည်နင်နေကားလာညာရင်ဆရာခေါင်းနေလို့ငါတွားလိုက်အောင်မယ်ဓမင်းတလုံးမှချက်ပေါ်ဟာဟင်းတော့ဖြစ်တယ်လို့ကြည်လို့တာပေါ့ညာရင်ဤပိန်လီချောက်ကန့်နေတော့မြန်တဲ့ပြင်းနဲ့နှုတ်ပြောဤကိုငုံခဲရင်မင်းနေတော့ကလေးကိုလှမ်းကြည့်ကတန်ရာလေးအတွင်းမှာကားကိုယ်တော်စီတို့ထွက်လာခဲ့ပါသည် ီတော့ခက်ဆော့ဆော့ပဲစင်ဝင်အောက်တွင် ကားထိုးလိုက်မိတဲ့တပြိုင်နက်ဆရာအုတ်ချစ်ထုံတဲ့ဆရာကတော်တို့အိမ်အတွင်းမှထွက်လာကြသည်ဆရာကကားတကားကိုဆွဲဖွင့်ကဆရာကတော်အားဝင်ထိုင်စေရင်အတတ်ပါအတိုင်းပြောခြင်းဖြစ်ပါသည်ဆရာစကားကိုကြားမှကျွန်တော်လည်းသတိရလာ၏ခဏအစောရှိအထွက်ထူးလာသည်ခါတိုင်းလိုဈေးတွားခြင်းလည်းမဟုတ်ဈေးတွားလင်းဆရာကတော်တို့လည်းဖြစ်၏ ဒိုရီမဟုတ်ဆရာကတော်နဲ့တမင်းချက်မိမကြီးဖြစ်စေသွားတတ်၏။ယနေ့ကဆရာရောဆရာကတော်ပါ အတူတူကထွက်လာကြသည်။သူရတွင်ကျွန်တော်အလိုမဟုတ်သည့်အတွက်အထူးတလည်းမိန့်မှန်းခြင်းမပြုတော့ပါ။ကိုပါဆောင်၏ကျွန်တော်တို့ဝန်စာလန်းကဥလဝေရင်တည်တယ်မဟုတ်လား။အရင်ပူစမ်းပါဗျာ။ဆရာအုပ်ချုပ်တော်ရဲ့အတန်မှာခရိုင်ကတော့မဟုတ်ပဲအတန်ငယ်ပြာကြီးပြာရနန်းလာတဲ့ကိုသတိထားမိသည် ဆရာကတော်ဤမျက်နှာကိုလည်းကားမှန်အတွင်းမှပြန်မြင်နေရသည်ဆရာကတော်ဒေါ်တနေဝေမှာအသက်အရွယ်အပြည့်32နှစ်ခန့်သာရှိုံမြည်ဖြစ်တော်လဲအရက်အမောင်းနဲ့ကိုအချိုးစားလာရောပြည့်ပြည့်တစ်ဖြင့်ကြည်ကောင်းလာသည်ဆရာကတော်သည်လမ်းလျှောက်သောခါ၌ဖြစ်စေထိုင်နေသောခါ၌ဖြစ်စေကားကိုဆန့်ဆန့်ထား၍ရှင်ကိုရှေ့ထုတ်ထားတဲ့ဖြင့်ထာဝရရှင်ကြော့ရှင်းနေတတ်၏ပြည့်ဖြူသောမျက်နှာကို ဇလင်းမျက်မှန်နဲ့ဝင်းလက်သောရွှေနှားခွက်ခိုင်းများကပုံမူတင့်တယ်အောင်ဖန်တီးထားတဲ့သူပင်သည်သူတို့အမျိုးကဘာလဲလဲမောင်ချူဟာဟာတဲ့နမင်းရတမျိုးလေးပဲနော်ဇရာနဲ့ဇရာကတော်တို့ပြောနေကြသောဇကလုံးတွေကိုကျွန်တော်အထက်ပါအတန်းကြားရရမှန်တော်လဲရှင်းဇကလုံးတွေအတိတ်ပဲကိုကျွန်တော်နားမလဲပါဘယ်နှပောင်းနဲ့လဲဟုဇရာကတော်ကထပ်မေးတမ်းကြားသည် သူ့နာမည်ကတော့လေးပေါင်လို့ဆိုတာပဲဝေရက်အခုတော့ပေါင်များပြည့်ဦးလားမသိဘူးကျွန်တော်အတွေ့အကြုံမောင်းနေတော့ကားဆက်အရှင်နဲ့သူအပြေလွာဖြစ်နေ၏စင်းစား၍မရသောစကလုံးများ၏အနက်အထိပယ်တွေကိုသိခြင်းသောဖြင့်ပြေးလွာနေခြင်းဖြစ်ပါလိမ့်မည်ချူဟာတဲ့ဆရာကတော်ဤလေးတွေ့တော်ရေရွတ်တံကိုကျွန်တော်ထပ်၍ကြားရပြန်သည်အေးချူဟာဟာဆိုသောစကလုံးသည် ကျွန်တော်အုံနောက်ကိုတီးခေါက်ရိုင်းနှက်လျက်ရှိပါတော့သည်ချူဟာဆိုသောအမျိုးသည်ဘာမျိုးဖြစ်လေသနည်းကျွန်တော်နားမလဲတော့ဟောဟာရာများဤမြတ်အများပြားစွာရှိနေလေပြီလားစားတစ်ဖြင့်ရောက်တက်ရရာစဉ်းစားနေမိပါသည်အန်ကယ်လဝီယာတီးပါမလားတီးတာဘောဝီရဲ့သူဟာစပယ်ရှယ်လစ်ပဲ哦ကျွန်တော်ကားလေးသည်ဝင်းစားလမ်းရှိဥလဝေအင်စီတုဝင်လာခဲ့ဥလဝေမှာ လုပ်ငန်းရှင်ကြီးသူဖြစ်ပြီးကော်နယ်ကအစည်းအဝေးများစွာကိုပိုင်ဆိုင်သူဖြစ်သည်ဇေယျဦးချစ်ထွန်းနှင့်ခင်မင်သူဖြစ်သည့်အလျောက်တအူးနှင့်တအူးများစွာယင်းနေကျောင်းဝင်ကြကကုလူဆက်ဆံမှုများရှိကြသည်ဇေယျဦးချစ်ထွန်းနှင့်ဇေယျကတော်တို့သည်ဥလဝေအိမ်အတွင်တို့ဝင်သွားကြ၏ထိုနေရာတွင်나이ဝက်ခန့်ကျွန်တော်ဆောက်ရပါသည်나이ဝက်ခန့်အကြားတွင်ဇေယျနှင့်ဇေယျကတော်တို့ပြန်ထွက်လာကြသည်ကိုဘဆောင်၏မကိုလန်းအောင်မောင်းမိပါအောင် ျွန်တော်ကဘာမှပြန်မပြောပဲမကိုလန်းသူမောင်းလာခဲ့သည် မကိုလန်းဆိုကမှကောင်းစားမမာနေတော့ကျွန်တော်သားလေးကိုသွားသတိရမိသည်ကျွန်တော်သားလေးအားရှိစေရန်အတွက်ဈေးတပလင်းဝယ်စရာရှိနေသည်ထို့သောခွန်ချက်ခန့်ပေးရမည်ဆိုသောထိုအားစီကိုဝယ်ရန်အတွက်ငွေခွန်ချက်မပြည့်သေးသဖြင့်မဝယ်ရသေးသောအကြောင်းကိုပါသတိရမိသည်ဆရာရောဆရာကတော့ပါအလာတော့ငါလောက်စကားသိမ့်မပြောကြပါ မျက်စိမျက်နှာလည်းတိတ်ကောင်းမှုမရပါ မကိုလန်းရှိဈေးဓာတ်ကြီးတိုက်တွင်သူတို့လမယာနှစ်ယောက်စလုံးဆင်းသွားကြသည်အတန်ကြာသောအခါမှ အထုံနှထုတ်ကိုပိုက်ကပြန်လာကြသည်ထိုမှတပံ၎င်းမကိုလန်းမှပင်ဈေးဓာတ်တော်တော်များထက်ဝင်းကြီးထွက်ရှိနေအလုံးများနေကြသည် နောက်ဆုံးဆယ်နာရီတရာခန့်ရှိသောအခါဒီစုစာတို့မောင်းခန့်ညမာသည်ဒီစုစာတွင်မိနစ်20ခန့်ဆောင်းရပါသည် ဒုက္ခလို စောင့်နေရင်ယနေ့တရက်တော့ခွင့်ယူ၍ဒါကလေးကိုဈေးဝယ်ရန်အတွက်ငွေရှာထောက်အောင်မှဖြစ်မည်ဟုစဉ်းစားလိုက်မိပါသည်ဤသို့စဉ်းစားမိချက်မှာ တရက်လက်လုံးမအားတရက်လက်ပတ်စံမပြည့်ဟူသောအကြောင်းများကြောင့်တနေ့ထက်တနေ့ကြာမြင့်လာသည့်အတွက်ဒါကလေးလုံးမပေါတာမှာဆိုးစင်ကြဖြစ်ပါသည်အတွေ့အမြင်တန်ဆဲမှာပင်ဆရာနဲ့ဆရာကတော်တို့ဒီစူစာဆေးတိုက်ထဲကထွက်လာကြသည် ဝမ်းသာရှိမှုစွာစကားဆိုလာကြသည်စောစောကထက်လဲပုံမှုတွက်လက်လာကြသည် အင်းကိုပြမဲကိုပါဆောင်ဟုဇရာကပြောသည်ခါတိုင်းဆိုလဲရုံးဆက်တတော်ဆရာအတွက် ကျွန်တော်မှထူးဆန်းနေရပြန်သည် မောင်ရုံးတန်အောင်မလားကြည်သေးတာပေါ့ကွာမတက်ချင်လည်းမတက်ဘူးပေါ့ကျွန်တော်ဒီချင်းချာဟိတာလမ်းမရှိနေရင်တို့ပြန်မောင်းခဲ့ပါသည်စိတ်နံမရပါရဲ့လေဝါစင်စိုးထမိုင်း သူကဗိုက်တာမင်ဘီများတယ်တဲ့ဆေးအကြောင်းပြော၍ဆေးထိုက်တွေခြေဝင်သည်ဆိုသောတပောက်ကို ကျွန်တော်နားလဲပါပြီထို့သောဆရာအိမ်တွင်မြည်သူတို့တို့ရောမြဖျားလာတို့မရှိကြောင်းကျွန်တော်ကောင်းစွာသိပါသည်ဆရာနှင့်ဆရာကတော်တို့မှာဓာရမီမရှိဆရာကတော်ဤမိခင်နှင့်ဖခင်တို့ရှိသည်ဆရာညီငယ်တို့ရောရှိသည်ထို့သောသူတို့အားလုံးလူကောင်းပဂရီများဖြစ်ကြသည်ကို ျွန်တော်လွန်ခဲ့သောညနေဆောင်ကပဲတက်အပ်ဒေစာမြင်ခဲ့ရပါသည် နောက်တစ်မျိုးကတော့ဗီတာမင် A ရနဲ့ E အထိပါတဲ့နောက်ဟော်ဒီကာရီဖီယန်ကကယ်စီယမ်ဗီတာမင် D နဲ့အိုင်ရန်ဓာတ်ပါတဲ့ကဲဆုံးနေရပဲဆရာရောဆရာကတော်ပါရရသူကိုတွေ့ရပါသည်ကျွန်တော်ကမရှင်းလင်းနိုင်မဖြေချနိုင်သောမိကုံးတွေကိုဒါကိုပါတာကိုမေးရင်ချင်းချောင်းဟိတာဘတ်တို့ကားကိုထိုးဝင်လိုက်မိပါသည် ထုတ်တယ်ယူကန်နောက်ပြီးပြန်နေအောင်နော်လောက်ဆရာရှိသေးတယ်ဟုဆရာကပြောပါသည် ကျွန်တော်ဒီသူတို့ဝယ်လာတော့အထုတ်တွေကိုပြေးပါရင်အိမ်ထဲသူဝင်လိုက်တော့ပါသည်လာလာဟုဆိုရင် သူတို့လင်မယားနှစ်ယောက်စလုံးက ရှေ့ကတွားရကျွန်တော်ကလည်းလိုက်တွားရပါသည်ဆရာတို့အိမ်ခန်းနဲ့ကလျက်သားတစ်ဖက်မှာအခန်းသို့ရောက်တော့အခါကျွန်တော်ကလက်ထက်တွင် ပွေးပိုက်ထားသောအထုပ်တွေကိုဇပွဲကလေးပေါ်သို့ချလိုက်ပါသည် ိတ်နေလားမသိဘူးအရန်မလောက်ပါနဲ့ဟုဆရာကတော်ကလေတံတိုးလေးနဲ့ပြောပါသည်ထို့အခါကျမှကျွန်တော်သိရပါတော့သည်အမွေးတို့မျက်လုံးပြပြနဲ့ခွေးကလေးတစ်ကောင်ကို အခန်းထောက်တနေရာတွင်လှမ်းမြင်ရခြင်းကြောင့်ပင်သည်တိတ်ဆိတ်ပင်မှန်တာပဲကိုပါဆောင်ရဒီကောင်နေမျိုးကထူဟာဟာတဲ့တောင်အာဖရိကလာတာတိတ်ကိုလည်းခူးဆန်းရတာပဲဗမာပြည်မှာမွေးကြတဲ့ခွေးမျိုးတွေထဲမှာတော့ထိတ်ပေါ်ဗျာ ကျွန်တော်ဒီဆရာပြောသောစကားများကိုရောင်ရောင်ရမ်းရမ်းခေါင်းငိမ့်လိုက်ပြီးနောက်သူယူးတစ်ဖွဲ့နေကြည့်နေမိပါသည်လာကိုပါဆောင်ကျွန်တော်ကိုကူစမ်းပါဟူဆရာကပြောပြောဆိုဆိုတိုက်ပုံအင်ယူကို ချုပ်ကခွေးကလေးကိုလမ်းယူလိုက်သည်ဟော်ရီနေရွက်တစ်ဖက်လဲနေတာ အားနေနေလို့ဗျဒါကြောင့်ဆေးတွေရှားတာဖာနေတာပါပဲဗျဟော်ရီလူခမားကကင်ပေးထားကြမှာကျွန်တော်ဒီ အိမ်မက်မန်းနေသူပမာခွေးကလေးကိုကင်ထားပေးလိုက်ပါသည်ဆရာကအတင့်ယူလာသောပလတ်စတာဘူးလေးအတွင်မှပလတ်စတာကိုထုတ်ကာအနေတော်ညှက်၍လဲနေတော်နရွက်ကလေးကိုထောင်းအောင်ဆွဲကပ်ပေးလိုက်ပါသည် ဝေရီအစာယူခဲ့စမ်းဟိအယုံမုံအစာလေးဆရာကတော်သည်အခန်း၏အခြားထောင်းတစ်ဖက်မှဘူးလေးတစ်ခုကိုယူကာပကံလုံးတဲ့တို့ပြောင်းထည့်သည်ဗိုက်တာမင်ဒီနဲ့ရောပြရလား ဟုဆရာကထပ်မေးရာဆရာကတော့ကောင်းငြိမ်ပြသည်ကျွန်တော်ကထိုလူတတဝါနှစ်ဦးနဲ့ခွေးတတဝါတို့ဖြစ်ပြနေပုံကိုညှို့ထားခံရသူပမာငေးမောလို့သာကြည့်နေမိပါသည်ကျွန်တော်သည်ယနေ့တရက်ခွင့်ယူဖို့ပြောရမည်ကိုတတိယဤသို့တော်မိတို့မိဘုံဆောက်ရပြောရမည်ကိုမှမသိတော့ပါဒီလိုလို့ကိုဘဆောင်ကိုတစ်ခေါက်ပြန်ဝဲခိုင်းအသားရေဂျုံနည်းနည်းရေ နောက်ပြီးအသေးတဲ့ကဘာတဲ့ရဝခဲ့ကြက်ဥဒါဇင်ဝက်လောက်လဲဝက်ခဲ့နောက်ပြီးနို့ကရောပဲဆရာတော်ကကျွန်တော်ကိုငွေအစိတ်ထုတ်ပေးပါသည်ကဲသွားကိုပါဆောင်ရင်ဒီတေချာလဲမှတ်ထားအောင်အသားဂျုံအသေးကြက်ဥပေါ့ဗျာရအောင်လားရှာဝဲခဲ့ပါကြက်ဥကဟိုဘိုးကျိုးစေးအနောက်ဘက်တန်းကမြန်ချင်းဆိုင်မှာရှိတတ်တယ်ဟုတ်လားအဲ့ဒါခမည်းပြန်လာတော့မှကျွန်တော်ရုံးသွားမယ် ကျွန်တော်ကဟုတ်ကဲ့ဆရာဦးဆိုက အခန်းပေါက်ပတ်စီတို့ပြန်လာခဲ့သည်ဆေးဖို့ရောသူ့အစာဖို့ရော ဒီမနက်ကြီးပြန်90လောက်ကုန်မယ်ဟုဆရာကတော့ကလမ်းပြောတာလည်းကြားပါသည်ကျွန်တော်ဒီလှုပ်ရှားနေသောအတွင်းစိတ်ကို ဖုံးအုပ်မြို့သိကအခန်းပတ်စီတို့ပြန်ထွက်လာခဲ့မိ၏ကမန်ကရန်ပြန်ဖြစ်စေကမူမမာနေသောတားလေးကိုကြည့်ချင်လို့သည်သည့်အတွက်ကျွန်တော်အတန်းရပါစီတို့ခတ်တုတ်တုတ်ကုလာခဲ့မိ၏ ညရင်သည်ထမင်းချမ်းနှင့်ပဲပြို့ကိုနေကလပိတ်ရံနှင့်စားတော်လျက်ရှိ၏ဤသည်မှာ နနန်းစာပင်ဖြစ်ပေလိုက်မည်မင်းရလဲကွာကလေးရရင်ပြည့်နေရတဲ့ကြားထဲထမင်းချမ်းတွေရှိပဲခဏခဏစားနေရပဲညရင်က ဟောက်ပတ်နေသောမျက်ခွန်အထက်မှအယောင်မထွက်သည့်မျက်အိမ်များဖြင့်ကျွန်တော်အားလမ်းကြည့်နေပါသည်ကလေးရောအိမ်ညာလားဟုဆိုကားတခက်ကလေးအပါတို့ကျွန်တော်လာခဲ့ပါသည် ျောင်းလီနေတော့ကျွန်တော်သားလေးမှာညှိုးလျှစွာအိတ်ဆက်လျက်ရှိပါသည်ဆောဆောစစ်စစ်ဘာရဲအလုံးများနေရလဲဟုညာရင်ကလှမ်းမိသည်အိုးစီရီလိုက်ဝဲရကွာအခုတခါထပ်တော့ဝဲရအောင်မယ်ဘာလို့ဘာဖြစ်လို့ဟုညာရင်ကထပ်မေးပြန်ပါသည် အမေအမြန်ထူလာချက်ကလားဟုတွေးမိက စိတ်တူတော်မိသည်နေမကောင်းလို့ကွာချူဟာနေမကောင်းလို့တဲ့ဘာလဲချူဟာဆိုတာက ှူဟာဆိုတာခွေးပေါ်ကမင်းကလည်းရှာရှည်လိုက်တာကွာဟုပြောပြောဆိုဆိုတန်ရပေါ်မှာပြန်ဆင်းလာခဲ့သည်ညိုလျတော်မျက်နှာဖြင့်ကြံရဲခဲ့သောမျှရင်အားနောက်ခိုင်းလာခဲ့ပေမဲ့မျက်စိတွေတွင်မြင်နေရဆဲပင်ဖြစ်ပါသည်တကားဘူးမှမဖြစ်ခဲ့ဘူးသောလှုပ်ရှားမှုမျိုးဖြင့်ကျွန်တော်စိတ်တွေလှုပ်ရှားလျက်ရှိပါသည်တဆုံတရာသောအကြောင်းကိုတွေးကမချေမချန်ဖြစ်နေ၏ ညာတာထောက်ထားသောအလုပ်ရှင်အပေါ်၌မချေမချမ်းဖြစ်ခြင်းမဟုတ်တော့လဲညီတုကိုရည်ရွယ်၍ညီတိအတွက်မချေမချမ်းဖြစ်နေရသည်ကို ကျွန်တော်ကိုယ်တိုင်မစင်စားတတ်ပါခြံဝါမှကားကိုဟူကနေမောင်းထပ်လိုက်ပါသည် ကျွန်တော်တို့သည်ခြံတစ်ချံနဲ့တွင်အတူနေကြသည်များမှန်ပါ၏တလောကရတာဖြစ်ကြပါ၏သို့သောချူဟာဟာဟူသောခွေးကလေးဘဝနှင့်ကျွန်တော်တားလိဘဝမှာမူ အနေနီးပါလျက်နဲ့အလန်းကွာလွန်လာပေ၏ရှုပ်ထွေးနေသောရှင်များကိုသတိထား၍ရှောင်းတိန်မောင်းနေရင်ပကတ်အတွင်မှညှိုးလျသောမျက်နှာကလေးဖြင့်ကြံရက်ရှာသည့်ကျွန်တော်ဒါကလေးအတွက်အားစေလေးတစ်မျိုးမျိုးဝယ်ရန်ကြံဖန်ရပေအောင်တော်မည်ဟုသောအသည့်ကြောင့်ခြေလျာလေးရွဲ့သည့်တပြင်းကိုသာ ချလိုက်မိပါသည် 63အားလုံးကျေးဇူးများအပ်တင်ပါတယ်ခင်ဗျာ။